ိကတော့ကျွန်တော်တို့အ ਨੇ ဆုံးဗျာကျွန်တော်တို့လူမျိုးတွေကလည်းနည်းနည်းလေးတော့အေးတယ်သူတို့မှလည်းအတွေ့အကြုံနည်းတယ်ဆိုကျွန်တော်တို့လည်းအဓိကတွေ့ဆုံတာသူတို့တော့လုပ်မဲ့လုပ်ငန်းတပါပါပေါ့လို့သူတို့ဘာလုပ်ငန်းတော့လုပ်မှာလဲအဲ့အလုပ်ငန်းမှာလုပ်လို့ရှိရင်နေစားပေါ့ဘယ်ပြည်နယ်မှာတော့လုပ်မှာလဲသူတို့နေစားလက်ခဘလောက်ရမှာလဲနောက်အချိန်ဘယ်လိုအခဘလောက်ရမှာလဲနောက်တစ်ခုကသူတို့ဒီလူမှုဖူလို့ရံမုံငွေခေါ်တာပေါ့ဗျာသူတို့ ဟိုလုပ်ငန်းဝင်မှာထိခိုက်ဒဏ်ရာရရတယ်ဆိုရင်ယောက်ျီးဘလောက်တော့ရတဲ့နဲ့နောက်ပြီးတော့အမျိုးသမီးတွေနေနဲ့မိဖွားခွင့်အကျိုးခံစားခွင့်ဘလို့ရမယ်နောက်တစ်ခုကတော့ဟိုရေးကြည့်တာသူတို့မှာအလုပ်အကန့်ဘယ်နှမှာပဲလို့လို့သူတို့အခက်အခဲပြဿနာတစုံတရာကြုံခဲ့လို့ရှိရင်ဟိုကျွန်တော်တို့အဖွဲ့အစည်းတွေကျွန်တော်တို့ဒီမှာရှိဒုက္ခတဲ့ကေစီကော်မတီတွေတခြားကျွန်တော်တို့ရှေ့ပြောင်းလို့တမလုပ်နေတဲ့အဖွဲ့အစည်းတွေကိုဆက်တယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ကျွန်တော်တို့သူတို့ကိုလာပြီးတော့ပြောပြတာပါဒါကသူတို့ မဖြစ်မနေတည်တည်ပါတယ်နောက်တစ်ခုတစ်ချိန်တည်းမှာလည်းကျွန်တော်တို့ရင်ကျင်းမှုထိုင်းနိုင်ငံထဲမှာသူတို့နေလို့ရှိရင်ကျွန်တော်တို့ရဲ့နေတာထိုင်တာပြောတာဆိုတာသူတို့ရဲ့ရင်ကျင်းမှုလေးတွေတည်ဖို့လိုတယ်နောက်ကျွန်တော်တို့အများနဲ့ကျွန်တော်အကြံပေးသလိုပါပဲထိုင်းစကားလေးကိုတော့အတတ်နိုင်ဆုံးလို့ပေါ့နော်နည်းနည်းလေးနားလည်အောင်တော့လေ့လာထားဖို့ကျွန်တော်တို့နေနဲ့လာတိုက်တွန်းထားလို့ရှိပါတယ် အဓိကကအဲ့ဒါအခြေခံလက်စာကသူတို့တိဖို့ကတိအရေးကြီးပါတယ်ဆိုလို့ရှိရင်ပြည်နယ်တစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဗျာဥပမာအဖြစ်သူတို့ဒီမဲဟောင်ဆောင်ခိုင်ထဲမှာပဲလုပ်မယ်ဆိုရင်သူတို့ရဲ့နေစာလောက်အားခပြီး348ပတ်ရတယ်ဆိုဘာလုပ်မယ်လို့လို့ဒါကတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေတော့ညှိနှိုင်းရမယ့်ပြဿနာဖြစ်တယ်ဒီအစိုးရအနေနဲ့ဒါတတ်မှတ်ထားတာနောက်ကျွန်တော်တို့ဖက်တွေပေါ့ဗျာဘန်ကောက်တို့ပေါ့လို့မှဆိုလို့ရှိရင်လေဟို၄၀၀ပဲပတ်ချလဲနောက်အခြားနေရာတွေမှာလည်းအနည်းဆုံးတော့ဗျာ350 400ကြာပေါ့ဒါတော့

ကျွန်တော်တို့ထိုင်းဆူရနဲ့ကျွန်တော်တို့ IOM နဲ့2019ခုနှစ်ပေါ့နော်ဒါတော့ကျွန်တော်ကန့်တာဝန်ခံတွေလည်းပြောပါတယ်2019ခုနှစ်တုန်းကကျွန်တော်ပတ်ပုံတင်ထားတဲ့ကျွန်တော်တို့နိုင်ငံတကာကျွန်တော်ဒုက္ခသည်များဆရာမဟာမင်းကြီးယိုနောက်ပြီးတော့ IOM ဒီကျွန်တော်တို့ထိုင်းဆူရနဲ့ပတ်ပုံတင်ထားတဲ့အဲ့ဒီ register ပဲအဲ့ဒီလူပဲအဲ့ဒီလူတွေပဲဆိုတော့ဒီသူတို့အနေနဲ့ကဟိုဥစား ဒီဂျန်နဲ့ဒီထိုင်းဟိုစခန်းထဲတွေမှာကျွန်တော်တခြားလူတွေနေကြတာရှိရနော်အခုအကြောင်းလို့လဲကျွန်တော်ရှင်းရှင်းလင်းလင်းလာပြောပြလာအခုအကျိုးဝင်တာဒီ2019 IOM register လုပ်ထားတဲ့လူတွေပဲကျွန်တော်တို့အကျိုးဝင်မယ်လို့ကျွန်တော်ပြောလို့ရတယ်ဟုတ်ကဲ့ကျွန်တော်တို့အစွားပြောသလိုပဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပေါ့ဗျာ pre departure ခေါ်တာပေါ့နော်ပြပထွက်ခွာတိကောင်းစရာပေါ့ဒါပြပတဘောပဲထားလိုက်ပေါ့နော်သူတို့တော့သူမသိဘူးဘယ်မှာနေရမှန်းဥမာဖြစ်ဆက်ရုံမှာလုပ်မယ်ဘယ်လိုခက်ခဲတွေရှိနိုင်တယ်နော် ဆိုတော့သူတို့သိရမယ်ကျွန်တော်တို့ကျွန်တော်လာပြပြတယ်ခင်ဗျာဘယ်ပြည်နယ်မှာဆိုကျွန်တော်မသိသေးတော့ဘယ်ပြည်နယ်မှာဆိုလို့ရှိရင်တော့အခြေခံလောကကဘယ်လောက်ဆော်လရေးလုပ်ငန်းမှာဘယ်လောက်ဘယ်ပြည်နယ်မှာတော့ဘယ်လောက်ဒါမှမသိတော့မခွာပါဘူးငါးချက်30လောက်ခွာတယ်ဒါအခြေနေ30 40ခွာတာရှိတယ်ဆိုအကြောင်းမလို့ကျွန်တော်တို့တင်တယ်တည်တင်တယ်ဒီကန့်ထဲမှာလည်းကျွန်တော်တို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED နေနဲ့ကျွန်တော်တို့ဒီကန့်မှာရှိတဲ့ကော်မတီတွေဒုက္ခတဲ့စခန်းထဲမှာရှိတဲ့ကော်မတီတွေနဲ့ကျွန်တော်ညှိပြီးတော့သူတို့ ဲ့ဒီတင်တန်းလေးကိုကျွန်တော်ပုံမှန်လာပေးဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်ဒီမှာရှိတဲ့ကတာဝန်ရှိတဲ့လူတွေလည်းကျွန်တော်တို့ဆွေးနွေးပြပါပြီနောက်တစ်ချိန်တည်းမှာပဲသူတို့ကိုယ်တိုင်အလို့ရှင်တွေ့လည်းတွေ့မယ်ဒီကောမဒီအနေနဲ့လည်းအလို့ရှာပေးတာလည်းဖြစ်တယ်နဲ့နောက်ကျွန်တော်တို့ foundation တွေလည်းကျွန်တော်နဲ့ပတ်သက်ဆက်ဆက်တဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ရဲ့တခြားအလို့သမားရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့သူတို့အလို့ရှာနိုင်အောင်အလို့ရှာဖွေပေးဖို့လည်းကျွန်တော်တို့ပြင်ဆင်ထားတာရှိပါတယ် ဟိုထိုင်းဆူရအနေနဲ့ကျွန်တော်တို့အလုံးလုံးခင်ပြူတာတော့သိရတဲ့အတိုင်းပဲကျွန်တော်တို့အသက်16နှစ်ကနေ55နှစ်အထိခွင့်ပြုထားတယ်။ဒါပေမဲ့အလုံးအမျိုးအစားပေါ်မှာမူတည်ပြီးတော့အလုံးရှင်နေနေနဲ့လာရွှေးတာရှိတယ်။အဓိကတော့သူဟိုပြင်ပမှန်းနဲ့เนาะကျွန်တော်တို့ဒီလုံလဆိုင်ထုတ်ပြီးတော့အလုံးဆိုရင်တော့တို့လူငယ်တွေကိုတော့တို့ပူပူဦးစားပေးတဲ့သဘောရှိတယ်။ဒါပေမဲ့ဥပဒေရဆိုလို့ရှင်တော့ဟို16နှစ်ကနေ55နှစ်အထိတော့လုံလုံရတယ်လို့ကျွန်တော်တို့အနေနဲ့သိကြပါတယ်။ ကျွန်တော်တို့နှစ်ပိုင်းပေါ့အစောကပြောသလိုပဲကျွန်တော်တို့ဒီအမျိုးသမီးတွေပါလာမယ်ကလေးတွေပါလာမယ်ဆိုလို့ရှိရင်အစောကကံဥက္ကဋ္ဌတွေလည်းပြောတယ်ဒီကျွန်တော်တို့လွတ်လွတ်တော်မှာလည်းသူတို့ဆွေးနွေးထားတာရှိတယ်ကလေးတွေခေါ်တော်လူဖြစ်မဲ့ကိစ္စအဲကြောင့်မလို့ကျွန်တော်အနေနဲ့ကျွန်တော်ခရီးနီဒုက္ခတွေတွေဒီဘယ်နာပဲရောက်ရောက်အလုပ်သွားလို့လို့ရှိရင်တော့ကိုအုပ်စုလေးပေါ့နော်အနည်းဆုံး10ယောက်15ယောက်20အုပ်စုလေးတွေလို့ပါကျွန်တော်တို့ FD အနေနဲ့ကလည်းကျွန်တော်တို့ရုံးနေထိုင်းနိုင်ငံမှာဆိုဘန်ကောက်မှာရှိတယ်မဲဆောက်မှာရှိတယ်ကျွန်တော်ထိုင်းတောင်ပိုင်းကျွန်တော်တို့ဖန်ခါခဲမှာရှိတယ်ကျွန်တော်မဲဟောင်းဆောက်မှာရှိတယ် တော့ကျွန်တော်တို့အနေနဲ့တော့အဲ့အစီအစဉ်မျိုးကျွန်တော်တို့ပုံမှန်ပေါ့ဗျာသူတို့ရှိသွားလဲမယ်သူတို့ဘာခက်ခဲရှိလဲเนาะကျွန်တော်တို့ဘာကူညီပေးရမလဲအလို့ရှင်နဲ့သူတို့ဘာပြဿနာတွေရှိလဲသူတို့ရဲ့စာဝတ်နေရေးချင်နေဘယ်လိုလုပ်ကူရမလဲဒါမျိုးတွေအစကျွန်တော်တို့ဟိုသူတို့နဲ့သူတို့အထောက်ပေးနေအောင်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဒါမျိုးတွေလည်းကျွန်တော်တို့အခုဆိုဒီမှာပါကျွန်တော်တို့ဒီရရှိတဲ့ကျွန်တော်တို့ green လူမျိုးလူငယ်တွေကိုကျွန်တော်တို့ထပ်ပြီးတော့ TOD ပေါ့နော်တင်နန်းပေးနေအောင် အစောပြောတဲ့အလုပ်သမားတွေကိုပညာပေးတဲ့တင်နန်းပေးနေအောင် ကျွန်တော်တို့ကပေးထားပေးလူလည်းရှိတယ်ထပ်ပေးမယ်ပြီးပြီးတော့ဒီရွာထဲတွေမှာကျွန်တော်တို့ကိုစုဖွဲ့ပြီးတော့ဒါရှင်းပြမှာအခုကျတော့ကျွန်တော်ဒီအတိုင်းပဲပြ၃နိုင်တော့ပဲဆိုတော့တောင်းတတော့မပြည့်စုံတော့လေနော်ဒါကျွန်တော်တို့အလုတ်သမားတွေကတော့ဒီစီရှင်သာသူတို့သွားလုံးမဲ့အလုတ်သူတို့သွားလုံးမဲ့ဒေတာသူတို့သွားလုံးမဲ့အခက်ခဲပြဿနာတွေကိုသူတို့အနေနဲ့တည်တည်တည်ထိုင်တယ်ဒါကြောင့်မလို့တော့အရေးကြီးဆုံးကတော့သူတို့အစောပြောတဲ့ထိုင်းနိုင်ငံမှာလုတ်ကင်စားတော့လို့ဖြစ်ရင်တည်တည်တည်ထိုင်တဲ့အလုတ်သမားခွင့်ရေး ကျွန်တော်လူဘူးဖူလုံရေရံပုံငွေရဲ့အကျိုးကျေးဇူးတွေနောက်တစ်ခုကတော့ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေတွေဘာလို့လို့ရှင်ဘယ်လိုထောင်ကြမယ်ဘယ်လိုပြဿနာတက်မယ်ဒီအလုပ်ကတော့မလုပ်ရဘူးဥပမာထိုင်းဆိုးရွားကကျွန်တော်တို့ရှေ့ပြောင်းလို့တမားတွေကိုကန့်တတ်ထားတဲ့အလုပ်တွေရှိတယ်ဥပမာအဖြစ်ကျွန်တော်တို့ main gallery ဆိုလို့ရှင်ဇပင်ပြင်တာအလှပြင်ဆိုင်တို့လုပ်လို့မရတာတို့နောက်တစ်ခုကလက်သေးစူးစေးပိုင်း main gallery လို့တော့ကိုယ်ပိုင်ဆိုင်နေထောင်တာမရတာတို့ပေါ့ဗျာ အဲ့လိုမျိုးတွေလည်းအများကြီးပဲဒါအခြေခံနဲ့ဆိုသူတို့ကျွန်တော်တို့တခြားရှင်းပြထားမှရမှာနောက်မဆိုသူတို့ခင်ဗျာသွားလို့နေမသိလို့လုံပြီးလို့ရှိရင်လည်းဒါမဲ့ဥပဒေရတော့အရေးယူခံရမှာဒါကြောင့်ကျွန်တော်တို့နေနေတော့ကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့ရဲ့ greeny ဒုက္ခတဲ့စခန်းတင်းနဲ့နှစ်ကိုတော့ကျွန်တော်တို့အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားတာတော့ရှိပါတော့ ျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်ကအစောပြောသလိုပါတော့ထိုင်းအာနာပိုင်တွေကလည်းသူတို့ပြင်ဆင်ထားတာရှိတယ်အခုကျွန်တော်တို့ pilot အနေနဲ့ဒီရွာတွေက10ရောက်ကိုပေါ့နော်ပြန်လာမသိဘူးဒီရွာပြင်မှာပါပဲတရက်ကို350နဲ့သူတို့စပြီးတော့လောက်တာရှိတယ်ဘာဖြစ်လို့ဆိုတော့ဒီဟိုထိုင်းဆိုကအတိဟိုဥပဒေရကျွန်တော်တို့ဟိုခွင့်ပြုတာကျွန်တော်အော်တိုဘာလတရက်နေ့ကနေစတာဟုတ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဒါပေမဲ့တချို့ကြောက်လဲကျွန်တော်တို့ဟိုအလုရှင်နေရှာခက်တာရှိတယ်ဒါပေမဲ့ဒီကန့်အနေနဲ့ကလည်းဟိုကုမ္ပဏီတွေအလုရှင်နေဆက်သွက်လာတာရှိတယ် အလုပ်ရှင်တွေကဆက်သွယ်လာလို့ရှိရင်လည်းကျွန်တော်တို့ကဂျားကနေဝင်ပြီးတော့เนาะဒီအလုပ်သမားတွေဘက်မှာရှိတယ်အဲကျွန်တော်တို့တွားချိမယ်ကျွန်တော်တို့ဘန်ကောက်မှာဥပမာဆော့ဖ်ဝဲဆိုက်ပျိုးရေးလုပ်ငန်းဆိုကျွန်တော်တို့တွားကြည့်မယ်သူတို့ဘယ်လောက်ရမှာလဲသူတို့ဘယ်လောက်ဒီမှာတော့သူတို့လာပြောလိမ့်မယ်ဒါပေမဲ့ဘယ်မှာနေရမှာလဲဆိုတဲ့အခြေအနေအရေးကြီးတယ်သူတို့ဘယ်လိုထားမှာလဲဟုတ်မှာဖြစ်ဒီမှာသူတို့နေဖို့ရောသူတို့ကအစောကကျွန်တော်တို့ဒီဒုက္ခတဲ့တရားမေးတယ်လို့ပေါ့နော်ကျွန်တော်ဘယ်လောက်ပတ်စံဘယ်လောက်ပေးရမလဲရေဘူးမီးဘူးကဘယ်လောက်ပေးရမလဲဒါတွေကကျွန်တော်ရှင်းရှင်းလင်းလင်းသိဖို့လိုတယ် ဒါမှမဟုတ်ကျွန်တော်အနေနဲ့အခုတော့10ယောက်ကနေစနေပြီဒါကိုအချိန်ကြီးတော့ဘာခက်ခဲမှမရှိလို့ကျွန်တော်အလုပ်ရှင်တွေလာခေါ်တဲ့ပုံမှာမူတည်တယ်ဆိုတော့အခုဒီဒီဟိုပါတော့ဒီလုပ်ငန်းဆင်ကတော့စနေပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တို့ဒါအစောကျွန်တော်ပြောသလိုပဲနှစ်ပေါင်း40တင်မှာကျွန်တော်တို့ရဲ့ဒုက္ခတွေတွေတွေ့တာအင်မတန်မှတမှုရှိတဲ့အခွင့်အရေးလို့ပြောလို့ရတယ်။ဒါကျွန်တော်ဆက်မကောင်းဘူးအစောဒုက္ခတွေ အမျိုးသမီးတယောက်ပြောတယ်ဆိုတော့တကယ်လို့ဒါထိုင်းဆိုးကကအခုလူမျိုးတာအကူအညီမပေးဘူးအလုပ်လုပ်ခွင့်မပေးဘူးဆိုလို့ရှိရင်တို့တွေအစားတော့ပြတ်ပြီးနှက်ပြီးတော့တို့တို့မှပေးနိုင်တယ်ဆိုတော့အပြောတာမကောင်းဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့ကတော့တခြားကျွန်တော်တို့ရှစ်ပြောင်းလို့သမားကြီးကျွန်တော်ဒုက္ခတွေကြီးဆောင်ရွက်နေတယ်ဆိုတော့အဖွဲ့စည်းတွေအနေနဲ့ဒီကျွန်တော်တို့စခန်းကြီးတွေကနေပြီးတော့ပြင်ပမှာတွားလုံးမဲ့ကျွန်တော်တို့ဒုက္ခတွေခရင်ဒုက္ခတွေတို့ တက်နိုင်ဆုံးအကူကြီးရပါလို့ကျွန်တော်နေတယ်ပြည်ရခိုင်နေတယ်နောက်တစ်ချိန်တည်းမှာပဲသူတို့လှုပ်ချင်တဲ့အလုပ်သူတို့နဲ့တင့်တော်တဲ့အလုပ်သူတို့လုပ်နိုင်တဲ့အလုပ်ပေါ့ဒါသုံးအဲ့ဒီအလုပ်တွေကိုလည်းတက်နိုင်ဆုံးဝိုင်းဝန်းရှာဖွေပေးချဖို့ကျွန်တော်နေတယ်ပြည်ရခိုင်နေပါတယ်နောက်တစ်ချိန်တည်းမှာပဲဒီဒုက္ခတွေတွေကိုကျွန်တော်နေနဲ့ပြောချင်တာကတော့တစ်ချိန်တည်းမှာပဲဒီဒီစခန်းတွေကမဟုတ်ပဲနဲ့တခြားစခန်းတွေရောနှစ်ကပဲဖြစ်ဖြစ်တခြားတခြား၉စကန်၉ခုပါပဲဖြစ်ဒုက္ခတွေကိုပြောချင်တာကတော့ဒါကကျွန်တော်ဒုက္ခတွေတွေအတွက် အခွင့်အရေးတရားလို့ကျွန်တော်အနေနဲ့နားလဲပါတယ်ဒါကြောင့်မလို့သူတို့အနေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းဒီကိုစိတ်ဝင်စားတဲ့အလုပ်နော်ကိုကျွမ်းကျင်တဲ့အလုပ်ကိုရည်ရှည်လုပ်ပြီးတော့ပညာရမယ်အလုပ်တွေကိုရွေးချယ်ပြီးတော့လုပ်ခိုင်းစီစီချင်ပါတယ်အဓိကတော့လူငယ်ဒုက္ခတွေဒီအများစုတွေနဲ့ကိုပညာတတ်မယ်ပတ်စံလည်းရမယ်အဆက်အသွယ်လည်းရမယ်ဆိုတဲ့အလုပ်တွေကိုရွေးချယ်ကြပါလိမ့်ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်